ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် ရေစေဖန်ဆိုင်ရာပြည်လဲထူထောင်ရေးအစီအစဉ်ကနေပြည်လဲကြိုးစားပါရခင်ဗျာကျွန်တော်တပတ်နှစ်ပုတ်ပေါ့နော်တပတ်နှစ်ပုတ်ကျွန်တော်တင်ပေးစေဖန်ဆိုင်နဲ့ပတ်သက်တဲ့အားလေးတွေကိုအော်စေဖန်ဆိုင်ရာပြည်လဲထူထောင်ရေးနဲ့ပတ်သက်တဲ့အားလေးတွေကိုကျွန်တော်တင်ပေးလျက်ရှိရဒီနေ့တပတ်မှာကျွန်တော်တင်ပေးမယ့်ဟာကတော့ပေါ့နော်အော်လောကမှာပေါ့နော်ကျွန်တော်တို့ဒီကအာကောင်းတာတွေကိုပဲလူချင်းလို့မရဘူးပေါ့နော်ဆိုးတာတွေလည်းရလာမှာပဲပေါ့နော်ဒီရဲ့ဟာလေးကို ဟောတင်ပြီးမှာဗောနောပြောပြောမှာဖြစ်တယ်ဗောနောကျွန်တော်နာမည်အောင်စောထွေးပါကျွန်တော်စိတ်ပန်းဆိုင်အပြင်းနဲ့ထူထောင်ရေးရဲ့ဖာနာတယောက်ဖြစ်ပြီးမှာလက်ရှိမှာလည်းကျွန်တော်ကောင်ဆလင်းပေးလေးရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီကတံမတ်ထဲတွေးထားတဲ့အားလေးတွေရှိတယ်ဗောနောလောကမှာဘာလဲဆိုတော့ကျွန်တော်တို့တွေကလူသားတိုင်းပါပဲဟောကောင်းတာတွေပဲလူချင်းတယ်မကောင်းတဲ့အရာတွေတော့မလူချင်းဘူးဗောနောတချို့တွေကတော့လည်းမကောင်းတဲ့အရာတွေသူ့ဘဝမှာခဏခဏဖြစ်တယ်ခဏခဏခံစားရတဲ့အတွက်ကြောင့် ကောင်းတာလေးတစ်ခုတည်းပဲရချင်တာပါလို့ကျွန်တော်တွေကစိတ်ထဲမှာဖြစ်ပြီးတောင်းတနေတဲ့လူတွေရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီကဘာဖြစ်လဲဆိုတော့ကောင်းတာပဲလူချင်တယ်ကောင်းတာတွေပဲရချင်တယ်ဖြစ်တဲ့အတွက်မကောင်းတာတွေဖြစ်လာတဲ့အချိန်တွေမှာကျွန်တော်တွေကလက်မခံနိုင်တဲ့အခြေအနေတွေရှိတယ်အဲ့ဒီလိုပဲဘဝမှာမကောင်းတာပဲခဏခဏဖြစ်ရတယ်မကောင်းတဲ့အခြေအနေတစ်ခုပဲဖြစ်ရတယ်ခဏခဏဖြစ်ရတယ်အလျောက်မှာဖြစ်တာများလာတဲ့အလျောက်မှာလည်းဟိုစိတ်တက်ကြတာတွေစိတ်ဆင်မပြေတာတွေ ဖြစ်ရတယ်ပေါ့နော်ဖြစ်ရတဲ့အတွက်ကျွန်တော်တို့ဒီကဒီရဲ့ကျွန်တော်တို့တွေးရမယ့်အရာလေးတွေရှိရပေါ့နော်လောကမှာကကောင်းတာတွေပဲကျွန်တော်တို့ကလူယူလို့မရဘူးမကောင်းတာတွေလည်းလာမယ်ကောင်းတာလေးလာမယ်သူ့အလင်းနဲ့သူ့အချိန်တိုင်တော့သူ့အလင်းနဲ့သူ့ဖြစ်တယ်ပေါ့နော်အဲ့ဒီကြားထဲမှာမှကျွန်တော်တို့တွေကပေါ့နော်မကောင်းတဲ့အရာတွေဖြစ်လာတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကလေဒီမကောင်းတဲ့အရာတစ်ခုအပေါ် ပေါ့နော်မကောင်းတဲ့အရာဆိုအများကြီးပါပြီပေါ့နော်မကောင်းတဲ့အရာစိတ်အခြေအနေတစ်ခုပေါ့ကျွန်တော်တို့တွေကအာကောင်းတဲ့အရာတွေပဲတောင်းတနေတာထက်အာကောင်းတဲ့အရာတွေကိုပဲလိုချင်နေလို့ဟိုတောင်းဆိုနေတာထက်ကောင်းတဲ့အရာတွေဖြစ်လာအောင်ကျွန်တော်တို့တွေကဒီရမကောင်းတဲ့အရာတွေဖြစ်နေတဲ့ကြားထဲမှာကောင်းတဲ့အရာလေးတွေကိုဖန်တီးဖို့လိုအပ်တယ်ဥပမာအနေနဲ့တစ်ခုပြောရမယ်ဆိုလို့ရှိရင်ကိုဘွားမှာဝမ်းနည်းစရာတွေရှိတယ်ပူဆွေးစရာတွေရှိတယ်တောက်လျှောက်မှာကျွန်တော်တို့တွေဖြတ်တန်းခဲ့ရတယ် ပူဆွေးရတဲ့ဟာလေးတွေရှိစိတ်တန်ရတဲ့ရှိအဲ့ဒီဈာထဲမှာဟိုမှာကျွန်တော်တို့တွေကစိတ်တန်ရာတွေနဲ့ပူဆွေးမှုတွေနဲ့ပဲကျွန်တော်တို့တွေကဖြတ်သန်းနေမလားနော်အဲ့ဒါဆိုလို့ရှိရင်တော့ကောင်းတဲ့အရာတွေကကျွန်တော်တို့တွေလာဖို့မဖြစ်နိုင်ဘူးကောင်းတဲ့ခံစားချက်တွေကောင်းတဲ့အလုပ်တွေကလာဖို့မဖြစ်နိုင်ဘူးဒါကြောင့်ကျွန်တော်တို့ရဲ့အဲ့ဒီစိတ်တန်ရာတွေ trauma တွေဝမ်းနေခြင်းတွေကြေကွဲခြင်းတွေစိတ်အဆင်မပြေမှုတွေစိတ်တက်ကြလာတဲ့စိတ်ဖိစီးမှုတွေအဲ့ဒီလိုဈာထဲမှာကျွန်တော်တို့တွေကျွန်တော်တို့ကအဆင်ပြေအောင်နေတတ်ဖို့ လိုအပ်တယ်ပေါ့နော်အဆင်ပြေအောင်ကြိုးစားရမယ်အဆင်ပြေအောင်လှုပ်ဆောင်ရမယ်ကျွန်တော်တို့ဘဝမှာလေကံဆိုတာကျွန်တော်တို့အလုပ်ဖြစ်တယ်ပေါ့နော်ကံဆိုတာအလုပ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ရေကောင်းခြင်းဆိုးခြင်းတွေစိတ်မပျော်ရွှင်ခြင်းတွေစိတ်ပျော်ရွှင်ခြင်းတွေကလေကျွန်တော်တို့ကိုယ်တိုင်လှုပ်ရတာဖြစ်တယ်ပေါ့နော်ကိုယ်ကိုယ်တိုင်ကမကောင်းတဲ့အရာဖြစ်ခြင်းတွေဆိုလို့ရှိရင်လည်းမကောင်းတဲ့အရာလှုပ်ယူလို့ရသလိုကျွန်တော်ရဲ့ကောင်းတဲ့အရာကိုဖြစ်ခြင်းတွေဆိုလို့ရှိရင်လည်း ျွန်တော်တွေကလှုပ်ယူရတယ်အဲ့ဒီနေရာမှာဘာတွေကို꽈ချလာသွားလဲဆိုတော့ကျွန်တော်တွေကဖြည်းဖြည်းချင်းနဲ့မမှန်လေးကောင်းတဲ့အရာလေးပုံမှန်လေးကိုလှုပ်သွားဖို့လိုအပ်တယ်ကိုအစဉ်ပြေစီမဲ့အရာပေါ့နော်စိတ်ရှည်ရတယ်တီးခံရတယ်ပေါ့နော်အဲ့ဒါလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တွေကအခုလှုပ်အခုဖြစ်လို့တော့ကျွန်တော်တွေကတွေးထားလို့မရဘူးကျွန်တော်ပြောချင်တာဒီနေ့ရေတွင်တူဒီနေ့ရေကြီးတောက်လို့တော့မရဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တွေက ကောင်းတဲ့အရာတွေဖြစ်ချင်တယ်ဆိုရင်ကောင်းတဲ့အရာတွေကိုဖြစ်အောင်လုပ်ရမယ်တဏိတာမှာကောင်းတဲ့အရာတွေဖြစ်ဖို့လှုပ်ဆောင်တဲ့ဟာလေးတွေတခုမဟုတ်တခုတော့ထည့်သွင်းပြီးမှကျွန်တော်တွေကလှုပ်ဆောင်သွားဖို့လိုအပ်တယ်အဲ့ဒီအချိန်တွေမှာအချိန်တိုင်းတာတခုရောက်လာတဲ့အချိန်တွေမှာကောင်းတဲ့အရာလေးတွေကကိုယ့်ဘဝမှာများလာမယ်ပြည်လာမယ်ပေါ့နော်ကျွန်တော်တို့ကဒီနေ့ဖြစ်လို့ဒီနေ့အကုန်လုံးပြည်သွားတယ်ဆိုတာမဖြစ်နိုင်ဘူးဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းကျွန်တော်တို့တွေက အချင်းတခုကိုဟိုလောက်ယူရတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တွေကနေတွေးရမယ့်အရာကျွန်တော်ဘဝမှာပင်ပန်းဆုံးအရာကဘာလဲဆိုတော့သူများနာတောင်းတတာဒီလူငါ့အပေါ်ကောင်းရမယ်တသက်လုံးကောင်းရမယ်ဒီလူငါ့အပေါ်ငါ့ကိုဒီလူလေးဖြစ်ရမယ်တသက်လုံးဖြစ်ရမယ်အမြဲတမ်းဖြစ်ရမယ်တဘောတစ်ခုကအာချစ်သူကငါ့ကိုအမြဲတမ်းချစ်နေရမယ်ဆိုတဲ့ဟာကြီးကိုကျွန်တော်တို့ကတွေးမိတဲ့အချိန်မှာဘာတွေဖြစ်လာလဲဆိုတော့တစ်ဖက်မှာကိုယ့်ရဲ့အကြိုက်ကိုယ့်ရဲ့ လူချင်းမှုတွေမလိုက်လျောမိတဲ့အခြေအနေတခုတွေမှာဘာတွေဖြစ်လဲဆိုကျွန်တော်တို့ခြေခွဲရတယ်ဝမ်းနေရတယ်ပူဆွေးရတယ်အစင်မပြေမှုတွေဖြစ်ရတယ်ဒါကြောင့်ကျွန်တော်တို့တွေကလူဆိုတာကအပြောင်းလဲမြန်တဲ့လူသားတွေဖြစ်တယ်အချိန်တိုင်းလာတခုနေကြရင်ပြောင်းလဲကြမှာတယ်ဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကဒီလူကငါ့ကိုအမြဲတမ်းချစ်ရပါမယ်ဒီလူကငါ့ပေါ်အမြဲတမ်းကောင်းရပါမယ်ဒီအလောက်ကငါအတွက်အမြဲတမ်းကောင်းရပါမယ်လို့စိတ်ထဲမှာ မတွက်ထားဘူးလို့အတဲ့ဘာကြောင့်လဲဆိုတော့လောကမှာကောင်းတာတွေလည်းရှိသလိုမကောင်းတာတွေလည်းဖြစ်တယ်။ဒီတနေ့မှာလည်းကောင်းတာတွေဖြစ်သလိုမကောင်းတာတွေလည်းဖြစ်တယ်ပေါ့နော်။အဲ့ဒီကြားထဲမှာကိုမှကျွန်တော်တို့တွေကမကောင်းတဲ့အရာတွေဖြစ်လာပြီဆိုကောင်းတဲ့အရာတွေဖြစ်လာအောင်စူးစမ်းရမှာကျွန်တော်တို့အလုပ်ပဲဖြစ်တယ်ပေါ့နော်။မကောင်းတဲ့အရာနဲ့ကောင်းတဲ့အရာတော့သူ့အလုပ်နဲ့သူသွားနေမှာပဲကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်ကတော့သူ့လိုလိုသွားနေရမှာပဲ။ဒီရဲ့ကြားထဲမှာကိုမှကျွန်တော်တို့တွေကစိတ်ထားတတ်ဖို့ပေါ့နော်ကြင်ကြံကြိုးကုတ် အားထုတ်ရမှာဖြစ်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေကကျွန်တော်တို့ဘဝမှာလည်းငါဘဝမှာကောင်းတာတွေပဲဖြစ်ရမယ်မကောင်းတာတွေမဖြစ်ရဘူးလို့သတ်မှတ်တဲ့နေ့ဟာကျွန်တော်တို့ဘဝတက်အပင်ပန်းဆုံးအစင်းရဲဆုံးနေ့တနေ့ဖြစ်တယ်ဘာလို့လဲဆိုတော့လောကမှာသူ့နေရာမှာနဲ့သူသူ့သဘောနဲ့သူဆောင်နေရတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တွေကလည်းကျွန်တော်တို့ဘောကျွန်တော်တို့ပုံစံနဲ့ကျွန်တော်တို့တွေစိတ်နဲ့ကျွန်တော်တို့တွေလှုပ်ဆောင်နေရတာဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အတွက်ကောင်းတာတွေလာလာမကောင်းတာတွေလာလာ ကောင်းတာတွေဆိုရင်ဆက်ထိန်ထားမယ်ထိန်ထားလို့မရလို့ရှိရင်လည်းကောင်းမကောင်းတဲ့အရာတွေဝင်လာမှာပဲဝင်လာတဲ့အချိန်ကျရင်ဒီမကောင်းတဲ့အရာတွေဘယ်လိုပြန်လဲတိုက်ထုတ်မလဲဘယ်လိုလှုပ်ဆောင်မလဲဆိုတဲ့အခါကိုပဲကျွန်တော်တို့ကတွေးဖို့လိုအပ်တယ်လို့ကျွန်တော်တို့မကောင်းတဲ့အရာတွေဖြစ်လာလို့ရှိရင်လိုက်ခံစားတာတို့အဲ့ရဲ့နောက်ကိုလိုက်တာတို့စိတ်ရဲ့အဲ့ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေနောက်ကိုလိုက်တာတို့ကျွန်တော်တွေကအာလုပ်လို့မရဘူးเนาะဥပမာနဲ့တခုပြောရမယ်ဆိုကျွန်တော်တွေအရန်ဝမ်းနေနေတဲ့အချိန်တခုမှာကျွန်တော်ရဲ့အဲ့ရဲ့ဝမ်းနေမှုတွေကို တအားကြီးခံစားပလိုက်တဲ့နေလာရက်တွေခံစားလိုက်ပလိုက်တဲ့ချိန်တွေမှာကျွန်တော်တို့ရေမောပန်းလာတာနေ့စဉ်နဲ့မြတ်တညလုံးတစ်နေ့လုံးမတိတ်နိုင်တော့တဲ့အခြေအနေတခုတွေဖြစ်လာရတယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကလောကမှာကျွန်တော်တို့တွေကဘသူကိုမှမပိုင်သလိုကိုကိုကိုမှမပိုင်ဘူးကျွန်တော်တို့တွေသမင်းစားတဲ့အရာကိုမစားပါနဲ့လို့တားလို့မရဘူးနော်အဲ့ဒါလိုပဲကျွန်တော်တို့တွေမအိုပါနဲ့ပြောရင်ကျွန်တော်မအိုပါနဲ့လို့တားလို့မရဘူးမနာပါနဲ့ဆိုတဲ့အရာကိုလည်းကျွန်တော်တို့တွေမနာပါနဲ့လို့ကျွန်တော်တို့တွေတားလို့မရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘဝမှာကျွန်တော်တို့တွေမပိုင်ဘူးကျွန်တော်တို့ပိုင်တဲ့အရာကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့ပိုင်တယ်ကျွန်တော်တို့ရဲ့ထိန်းချုပ်လို့ရတယ်ကင်တွယ်လို့ရတယ်ဟိုချုပ်ချယ်လေလို့ရတယ်ဗောနော်ထိန်းချုပ်လို့ဆိုတာတက်ချယ်လေလို့ရတယ်ဟိုပုံစံတွေပြောင်းလိုက်လို့ရတယ်ဖြစ်တဲ့အတွက်ဘာမှမပိုင်တဲ့အရာမှာကိုကိုတိုင်းတော်မှမပိုင်တဲ့အရာတခုမှသူများကိုဒါလေးဖြစ်ရမယ်ဒါလေးလုပ်ရမယ်ဒါလေးအဆင်ပြေရမယ်ဒါလေးတော့ငါ့ဘောမလုပ်ရဘူးဆိုတဲ့ဟာကြီးသွားတတ်မှတ်လို့ဗော ျွန်တော်တို့တွေကမဖြစ်လာတဲ့ချိန်မှာစိတ်ပြင်းပြန်ရတာပဲလေနော်။ဘာကြောင့်လဲဆိုတော့ကိုကိုတိုင်းတော့မပိုင်တဲ့ဘဝဖြစ်တဲ့အတွက်သူများကိုသွားပြီးမှပိုင်ချင်လို့ဆိုင်ချင်လို့တော့မရဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်ဒါလေးကိုဒီနေ့မှပြောချင်တဲ့လောကမှာကောင်းတာတွေပဲယူချင်လို့မရပါဘူး။ကောင်းတဲ့စိတ်ခံစားချက်တွေပဲယူချင်လို့မရပါဘူး။မကောင်းတဲ့ခံစားချက်တွေမကောင်းတဲ့တုတ်ပြဲမှုတွေလေးတွေရောက်လာမှာပဲ။ရောက်လာတဲ့အချိန်မှာကိုကိုတိုင်က ဘလို့ပုံစံမျိုးနဲ့ဆုံးဖြတ်တဲ့ကင်တွေတဲ့အပေါ်မူတည်ပြီးမှကိုယ့်ရဲ့စိတ်ခံစားချက်ကကောင်းလားဆိုးလားဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီလိုဆုံးထိနားထောင်ပေးတဲ့အတွက်လူကြီးမင်းတို့တယောက်ချင်းစီတန်းကိုကျေးဇူးတင်ပါတယ်လူကြီးမင်းရဲ့အတွေ့အမြင်တွေကိုလည်းကျွန်တော်ကို ဖလှယ်ပေးလို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်ခင်ဗျာ